အလုံးပဲမင်္ဂလာပါကျွန်တော် channel ရဲ့အထမပြန်လိုက်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်လည်းဒီနေ့မှာဆိုရင်ခါတိုင်းလိုပဲပေါ့နော်လီစီကိုနည်းနည်းနှုတ်သီးရိုက်ပေးမှာပေါ့နော်ဘယ်အကြောင်းအရာနဲ့နှုတ်သီးရိုက်ပေးမှာလဲဆိုတော့လင်းလင်းနဲ့ရှစ်သူကိုမတန်မရပြောပြီးပြည်သူနဲ့တွေ့ခွဲနေတဲ့ကိုကျော်စိုးဆိုပြီးတော့သူကဒီလို caption တက်ထားတယ်ပေါ့နော်ဆိုတော့ app video လေးနဲ့ပတ်သက်ပြီးတော့လီစီကိုနည်းနည်းနှုတ်သီးရိုက်မယ်ဆိုတော့ ဒီခွေးနေရောအတိုင်းဝိုင်းမှာဒီစကလုံးအမြဲနဲ့တုံးတယ်ဒီသူနဲ့တွဲခွဲတယ်လို့ဂွေတွဲတယ်လို့ဘေးဆွဲတယ်လို့အဲ့ဒါဘာဘာလဲဟိုတွဲခွဲနေတိုင်းခွဲလို့ရအောင်ခွေးနေတွေကစံတက်ပြင်းတက်အဲ့လိုအောက်တန်းစားကလေးကရှိအောက်ချမြေပေါ့ပလက်ဖောင်းကောင်းတက်တိုင်းသေးပန်းဒီလိုအတန်းစားတွေလားအဲ့အဲ့လိုအတန်းစားမှာပဲတွေးခွေးလို့ရအောင်ပေါ့နော်ပုံမှန်စဉ်းစားတတ်တဲ့လူတွေဆိုရင်တော့မရဘူးမရဘူးကျွန်တော်တို့ ဘလိုပုံစံမျိုးနဲ့ပဲမှိုင်းလာတိုက်တိုက်ဘာဖြစ်လို့လဲကျွန်တော်မအောင်နောက်ရှိကျွန်တော်ထမင်းစားနေတဲ့လူဆိုတော့ဘလိုအကြောင်းအရောမှကျွန်တော်လာပြီးတော့ပြောလို့မရအောင်အဲ့လိုပဲကျွန်တော်တို့ဟိုအခုလက်ရှိဒီဇယ်အစိုးရဟိုအဖေးထောက်ခံတဲ့လူတွေရတယ်အဲ့အတိုင်းပဲကျွန်တော်တို့မအောင်နောက်ရှိရှိတယ်အသိဉာဏ်တွေရှိတယ်ဉာဏ်ပညာတွေရှိတယ်ထမင်းစားကြတဲ့လူတွေဆိုတော့ကျွန်တော်တို့ဘလိုအကြောင်းအကြောင်းမှလာပြီးတော့ပြောလို့မရအောင် ကျွန်တော်တို့ကခံယူချက်တွေခံစားချက်တွေလက်ရှိမြင်နေတဲ့အတိုင်းအမှန်တရားတွေသိတယ်ဒါပေမဲ့ခွေးနေရမသိဘူးမသိတော့ဒီခွေးအတိုင်းအဝိုင်းမှာတုံးနေတဲ့စကားတစ်ခုပေါ့လေသိခွဲမယ်တို့ပြီးတွဲမယ်တို့ဒါတွေတုံးလို့မှာပေါ့နော်ဆိုတော့လင်းလင်းအိမ်ဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခွေးစီဟောင်းထားတာလေအဲဒါလေးကိုနည်းနည်း variation ပြန်ပြီးတော့လုပ်ပြီးတော့ခွေးစီကိုနှုတ်ပြရပါမယ်ဆိုတော့ကြည့်လိုက်ရအောင်ရှင်းပါဒီလေးဆက်ရေးထားပါလား အမကျွန်တော်ကျွန်တော်ကဒီလေးနဲ့ချစ်သူရဲ့အိမ်ကိုကျွန်တော်ရှာကြည့်တဲ့ခါမှာသူနဲ့အလေးစားကအမေရိကန်နိုင်ငံတက်ဆက်ပြီးနဲ့ကက်တီမျိုးအမကတယ်လီ၆တော့လမ်းမကြုံမှာတရှိတယ်တာဝန်ဒီမှာလည်းတခေါက်ပြောစရာရှိတာဒါကတော့လင်းလင်းနဲ့ချစ်သူရဲ့တော့အိမ်ဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုကျော်စိုးကနေပြီးတော့ပြန်ပြောပြတာအဲ့လာကိုအလီစီယာနေပြီးတော့အဲထိုးခေါင်တာပေါ့ထိုးခေါင်ထိုးကင်မတမရလေးပောက်ခွန်း၄၀လေးအဲလမ်းဘေးစကားတွေပြောတာပေါ့ဒီမှာလင်းလင်းနဲ့ချစ်သူရဲ့ဘာကြောင့်မလို့အိမ်မှာအိမ်ကိုတော့ဝဲလာတယ်ပြောတော့ဖြင့် အပြုတ်တိုင်မယ်တော့အပြက်လုံမယ်တော့2021ကြိုင်အောင်ပြီးတော့22ကြိုင်အောင်ပြီး2023အအများကြီးပဲနှစ်တည်းနှစ်ခါလာအပိုင်းရှာတယ်ပြောတာအဲ့လိုပဲဖန်လေးရှာရံမုံမှုတွေလောက်ပြီးတော့အများကြီးလေဗျာသူတို့ပြောခဲ့တဲ့စကားအကြောင်းအရာပေါ့သူတို့မယုံကြည်ဘူးလားနိုင်မယ်အောင်မယ်တော့ဘာကိစ္စထွက်ပြေးရတာလဲဘာကိစ္စထွက်ပြေးရတာလဲဝိုင်းဝိုင်းရေရိုးလေးစဉ်းစားကြည့်ဒီကောင်လေးတိနေတယ်ဒီကောင်လေးတိနေတယ်ဒီတက်လာရကြီးအလုဆာ ဘာမှအစောက်အတိတ်ပဲမရှိတဲ့အရာကြီးဆိုတော့သူတို့သိသိလို့ကြောင်းမနိုင်နိုင်မအောင်ဟိုပယုတ်လုံးလို့တဖြည်းဖြည်းလုံးမပါသွားမယ်ဘဝတွေဆိုတာသိလို့ချက်ပြေးသွားတာဒါအလုံးမတန်ရိုးရှင်းတယ်ခုကဒေါ်လာ၄သိန်း၉သောင်းကျတယ်တပြည့်ပြည့်တပြည့်ရောက်ကလူကုန်တဲ့ရောက်ကပေါ့ဗျာကျွန်တော်တို့နေရာမျိုးပြောမယ်ဆိုတော့ချမ်းသာတဲ့နေရာပေါ့ဗျာချမ်းသာတဲ့နေရာမှာနေတဲ့လုံကြီးအိမ်လေးလုံကြီးအိမ်ရဲ့တောင်ကဒေါ်လာ၄သိန်း၉သောင်းတက်ပါတယ်ပြီးရင် ဝင်ထားတဲ့အမီရဲ့ပိုက်ချက်ကထွေးလင်းထွေးလင်းကိုနဲ့အချစ်တူရောမကတာပါလေထွေးလင်းကိုဆိုတာလေးလေးကိုပြောတဲ့အချစ်တူရောအချစ်တူရဲ့နာမည်ရေးမယ်ချဲရဲ့အကျောင်းက1949 square meter ရှိတယ်။နေရဲ့အကျောင်းက1944 square meter ရှိပါတယ်။နေရဲ့အကျောင်းက1944 square meter ရှိပါတယ်။အိမ်ရဲ့ကျိုးစားကကျွန်တော်တစ်ချက်ဖြစ်တယ်။အိမ်ထဲမှာဆိုကျွန်တော်လီစီမြစ်ပိတ်တုံးနဲ့တောင်ကြီးမြောက်ကြီးနဲ့မမပြောနိုင်ဘူး။ဟုတ်တယ်လေအမှန်တရားပဲလေအိမ်ဝယ်တယ်လေ။ရှန်ကျဲရွဲ့အဲတကယ်ဟိုလက်စတီဆက်ဆက် ဆန်းလာတဲ့ရက်ွက်မှာကျောင်းတက်နဲ့ကျောင်းထွက်ရုံးတက်နဲ့ရောင်းထွက်ဆိုတဲ့အကောင်တွေကသမ ्या သားသမီးတွေကြောင့်စာမသင်ခိုင်းတဲ့အကောင်တွေကသမ ्या အိမ်နေရာတွေပြည့်စုံဖို့အတွက်နိုင်ငံစုပူမှုဖြစ်အောင်လို့အမျိုးမျိုးသွေးတုံးလှော့ဆော်ပြီးတော့လူပေါင်းများစွာဒုက္ခရောက်စေတဲ့ကောင်တွေကသူတို့ကြောင့်လွတ်ရကျွတ်ရမှာသူတို့ဘဝလေးတတရရရနဲ့တရားတော်ကြဖို့ကောင်းတဲ့ခွေးနေတတ ရလေးကပါမယ်ယေရှုကတက်ခါပါမယ်ခဲကတက်ခါပါမယ်ယေဟိုကတက်ခါပါမယ်ခမေစာကတက်ခါပါမယ်ဂျင်ကတက်ခါပါမယ်ပြီးရင်ကျွန်တော်ချိုပြေးအတွက်သုံးဖို့တက်ခါပါမယ်ပြီးရင်ကျွန်တော်ကားသုံးပြီးဆန်းလဲကားကိုတော့လည်းပါတယ်ဒါတို့ရဲ့ကျွန်တော်တို့အိမ်ရဲ့အိမ်ရဲ့ကျွန်တော်တို့သတ်မှတ်ချက်တွေပေါ့ဒါဆိုကျွန်တော်မိတော့မှာကတူတူအိမ်မှာမဲ့ဆိုရင်ဒီအိမ်ကအချက်လေးအားလုံးကတရားဝင်ထွက်ရတာဒါကလည်းကျွန်တော်ကျော်ရသိအောင်ခဏလုံးဝင်ကြည့်တယ်ဘယ်လက်ကူကဘာမှမတတ်ဘူးအဲ့တော့အိမ်ရဲ့ချိန်ကထွက်ရတာလေအိမ်ရဲ့တံခိုးကဒေါ်လာ၄သိန်း၉တောင်းတက်ပါလေ၄သိန်း၉တောင်းတက်ပါလေအဲ့တော့အဲ့လေးလေးတို့ချစ်သူဝင်တို့တောင်းကိုလိုက်ခဲ့တဲ့သူလမ်းပြောက်တယ်သူတို့ကတော့ခဏလေးရဲ့ဘဝရဲ့အတက်တွေကိုနေချင်ပြီးတော့ ်မိကမှာတို့အခြေချတယ်လက်ရှိတို့ဒီအိမ်ဝဲဟုတ်ဟုတ်နင်းရှည်ဆိုတော့ဘယ်နေရာကိုပြောတာလဲလင်းရှည်ကလည်းကနင်းရှည်လဲဆိုတော့ဘယ်နေရာကိုပြောတာလဲအဲ့လေးစီရတဖန်ပြန်လဲပြီးတော့မိကုံထုတ်တယ်ပေါ့ဦးရရှင်လောက်တယ်ပေါ့နော်ဆိုတော့နင်းရှည်လဲဆိုတာသူတို့မနေနိုင်မထိုင်နိုင်ဘာမှမလုပ်နိုင်တဲ့အရှင်တွေတခုကိုလူကောင်းများတဲ့ဘဝတွေထားခဲ့ပြီးတော့သူတို့ကပိုကောင်းတဲ့အရှင်တွေဘဝတွေစီမံသွားပြီးတော့မြုပ်နေအဲ့ဒါနင်းရှည်တာမဟုတ်လို့အစဲနဲ့ငါလို့ပြောအဲ့ဒါကိုနင်းရှည်တယ်လို့ခေါ်တယ်ဥပမာကွာ နင်းရှည်တယ်ဆိုရဲစကလုံးသုံးလာအောင်မင်းမကြိုက်ဘူးဆိုလို့ရှိရင်တသွေးတဲ့တသားတဲ့ဒီမှာလာပြန်နေသူတို့ကလေးတွေလည်းဒီကပညာရေးပဲထားသူတို့တွေထိုင်းမှာတော့မှ private school မှာထားတာလေထိုင်းလောက်ပညာရေးစနစ်ကိုထိုင်းလိုမျိုးနေလို့ထိုင်းလို့လည်းသူကတော့အဆင်ပြေတဲ့နိုင်ငံတစ်ခုမှာတော့မနေဘဲနဲ့ဘာကိစ္စဝေးရဖြစ်သွားနေရတာဟွအဲ့ဒါနင်းရှည်တာပေါ့မင်းတို့အသက်တွေပိုရတယ်အဲ့ဒါနင်းရှည်တယ်လို့ခေါ်တယ်ခွေးသားကိုမေကိုဘူး တက်ကဒီလောက်အုပ်စုလည်းကြည့်လိုက်ပါဘူး။ဒါကတော့ဒီလည်းရုပ်ရှင်မဲသားမဲသမီးတွေပေါ့ဗျ။ဒီကရုပ်ပတ်တဲ့ရုပ်ထွက်၊ကျောင်းပတ်တဲ့လူပြီးလာမှကျောင်းတက်အုပ်စုလည်းသူတို့သားမျိုးကိုပရက်တစ်ကူမှာထားနေတယ်။ဒီလိုမျိုးတွေရဖြစ်နေကြတယ်။အဲ့ငါမင်းလည်းအဲ့ဒီကျောင်းပတ်တဲ့ကျောင်းထွက်ပြောပြီးတော့ဒီနေ့ကျောင်းထွက်ပြောပြီးတော့နောက်နောက်၄၅၀ကျတာနဲ့သူတို့သားမျိုးကိုပရက်တစ်ကူကထားတာ။နော်အခုစံနာပြတဲ့အချိန်မှာကျောင်းဝင်တဲ့ကျောင်းထွက်လို့ပြောခဲ့ကြတယ်2021မှာပြောခဲ့တယ်2021မှာ ဆက်ဆောက်ခဲ့တော်လိုင်းလေးကို2023 2024ရောက်လာပြီ2025လေးရောက်လာပြီသူတို့သားသမီးတွေမှမဟုတ်ဘူးတာမန်အောက်ခြေပြည်သူတွေရဲ့သားသမီးမင်းတို့ကအကြောင်းမတန်နဲ့အကြောင်းထွက်လို့ပြောခဲ့ရုံနဲ့မဟုတ်ဘူးစက်ကြုံပညာရေးစနစ်အောက်မှာစာသင်တဲ့ကလေးတွေကငါတို့တက်လာရည်အောင်ခဲ့ရင်နိုင်ခဲ့ရင်အဲ့ဒီကလေးတွေရဲ့ဟိုကျောင်းအောင်လက်မှတ်တွေအဲ့ကလေးတွေရဲ့ဘဝတွေအတွက်ဘာအမှခံချင်မှမရှိတော့ဘူးမင်းတို့စာသင်လို့ကြောင့်ငါတို့ကအတိမမပြုတ်ဘူး ဇဝေဇွာဆိုကိုလည်းပြောခဲ့အဇဝေဇွာဆိုကအလူကြီးရဲ့ပညာရေးဝင်ကြီးအဖေကအဲ့လိုပြောခဲ့ right education ဆိုတာသိရလွတ်လပ်စွာပညာသင်ကြားကိုဘယ်နေရာမှာမဆိုဘယ်ပညာရေးစနစ်မှာမဆိုသင်ကြားဝင်ရှိရတယ်ဒါအောင်မင်းတို့ကလက်မခံဘူးပေါက်ပန်းလေးတည်းပြောတယ်ဆိုတော့ဘလူတွေကခံစားသွားတယ်အောက်ရှင်မှာအောက်ရှင်မှာယူသားတဲ့ပြည်သူလူလူကခံစားသွားတာပေါ့ရှုတတရားအဲ့ဒီလက်တုံးချောင်းထောင်အခွေးကြီးရုံနဲ့ကောင်လေးရှိတယ်ရုံနဲ့ကောင်လေးရှိတော့ရုံနဲ့ကောင်လေးပါဖြစ်တယ် ဘဝတွေပြတ်သွားတော့တာသမီးတွေကြောင်းမတက်ရဘူး။ဘာဖြစ်လဲတော့ငါးသားငါးသမီးကြောင်းတက်ခဲ့ရင်တစ်ချိန်ချိန်မှာဒီခွေးနေတွေပြန်ပြီးတော့ဟိုဖြစ်ရင်ဖဲချင်းခံရမှာ။ဒါကြောင့်မလို့အများကြီးနဲ့နာခဲ့ရတဲ့ဘဝတွေအသက်တွေအသက်တွေကအပြန်အစားထိုးလို့မရဘူး။ခွေးသားခွေးမသားဒါတော့မိကမှာမိကမှာကျွန်တော်တို့ဒေါ်လာ၄သိန်း၄သိန်း၉တောင်းတန်းလုံးကြီးအင်ဂျီကိုပိုင်ဆိုင်ပါရပါတယ် ီလူတွေကလုံးကြီးတွေရောပိုက်ခဲ့ဗျာအဲ့ပါလုံးကြီးတွေတို့ပိုက်တယ်လုံးကြီးပိုက်ရဆိုရင်တို့မှာဘုံဝင်ပါရှိတယ်ဒီနေ့ချစ်တူဝင်ပါမမေရောက်ဘုံဝင်ရှိဘူးတို့မမေရောက်ဝင်ရှိရဆိုလို့ကခင်ဗျ Facebook ကဝင်တဲ့ပတ်စံရဲ့ဒေါ်လာရဲ့ပြီးတော့ကျွန်တော်တို့ YouTube ကဝင်တဲ့ဒေါ်လာရဲ့ဒီဒီရတော့ရှိလိမ့်မယ်ဒါလည်းအများကြီးလည်းဒေတာမပေါ့ရတော့ရခင်ဗျတလောက်ဒေါ်လာတစ်ကောင်းအောင်တစ်ကောင်းပဲလေဗျာတလောက်တော့ရပါလိမ့်မယ်တလောက်ရလင်းလင်းနဲ့ချစ်တူဝင်ဆိုတာအခုတော်နိုင်ရင်ကာလမှလူတွေရောက်လာတဲ့လူတွေကချစ်တူဝင်ကခေါင်းဆောင်နေတဲ့ပြီးနဲ့ကောင်းကောင်းမဟုတ်ဘူးလေအတိတ်ကရွှေထီးစောင်းနေတာလေပြောလို့မရဘူးအဲ့ဒီအချိန်မှာမင်းတို့ကဘွားပြက်သွားတာပဲ အကောင်လုံးကိုထားရပြီးတော့ထွက်ပြေးသွားတာအတိတ်ကဘာညာတာရကဆိုတာအဲ့ဒါမင်းတို့ရဲ့ဟိုပါဇက်ထရစကလုံးနေဘာမှစောက်တဲ့ပြန်မရှိဘူးမင်းတို့ကဘဝပြပြီးတော့ထွက်ပြေးသွားတာအဲ့ဒါကိုနားလည်ဖို့လိုတယ်ဘဝပြပြီးတော့ထွက်ပြေးသွားတာအဲ့ဒီအဆိုင်တွေအကောင်လုံးရှိတ်ပိုက်ခံရတယ်မင်းတို့ကဘယ်ဘယ်ဆောက်ဆန်းလဲအဲ့ဒီဒေါ်လာ၄သိန်းကျော်လာအဲ့ဒီတော့ပြီးတော့ဝယ်နိုင်ရတယ်ကိုကျော်ဆိုးကဒါဒီ main point ကိုထောက်ပြတာဒါအလုံးမတန်ရှင်းတယ်လေအလုံးမတန်ရှင်းတယ်ချက်ပြနေသလားတော့အောက်မရတယ်ဒါအရှင်းတယ်ကွာ င်းနမိအစ်စ်နဲ့ဗီဒီယိုကရုပ်ရှင်ကဇလန်းပေါင်းဘလောက်ကြော်ညာပေါင်းဘလောက်ရိုက်တာခဲ့တဲ့လူတွေလဲဟမ်ဆယ်စုနှစ်မကဖြတ်တန်းလားအာတတိတိလေးထွက်ကြနေပြီခွေယူဆိုတာအဲ့ဒါပဲခွေယူဆိုတာခွေယူဆိုတာတမန်အောင်ဟောကိုက်ဖို့ဗဇက်ကအဲ့တော့တတိတိလေးထွက်ကြပြီတော့ဘာမှစောက်တယ်ပဲဖြစ်ဘူးမင်းတို့ဟုတ်တယ်အရင်တော့လင်းနေတဲ့ချစ်သူတွေဆိုတာအနေထားတစ်ခုရှိတယ်ချမ်းသာတဲ့လူတွေတို့တော့ အနာထိန်ပြီးတဲ့အချိန်မှာလက်သုံးယောက်နောက်ပောက်ကရလှုပ်လို့အကုန်လုံးကိုထားပြီးတော့ထွက်ပြေးလိုက်ထွက်ပြေးသွားတာနောက်တစ်ခုရှိတာကသူတို့ကသူတို့အိမ်လေးရောင်းပြီးတော့ဟိုမှာပိုက်ဆံလေးသွားပို့ထားတယ်လို့ပြောကြတယ်ဆိုတော့အဲ့လိုမျိုးပိုက်ဆံလွယ်လင်းတကူတခြားနိုင်ငံမှာသွားပြီးတော့ဒီလိုပိုက်ဆံအမြောက်အမြောက်ပို့ထားလို့ရတာမင်းနားလေတဲ့လူတွေသွားပြီးတော့မေးကြည့်နားလေတဲ့လူတွေမေးကြည့်မေးကြည့်စုံစမ်းပြီးတော့မှတေချာမှပြောအဲ့လောက်ဒီလွယ်ကူရိုးရှင်းမနေဘူးဒီကိစ္စတွေက အကောင်အခတွေဒီငွေကြီးကငွေဖြူတွေဖြစ်ရလားဘာညာတာကအဆက်ဆက်ပြန်လဲပြီးတော့အနောက်အရှိကင်လိုက်တဲ့အဖွဲ့ရှိတယ်အမေရိကန်ဆိုတာမင်းတို့လက်သုံးချောင်းထောင်ကွေးနေရောထိုင်းနေစလားမဟုတ်ဘူးဆိုတော့ကျွန်တော်ဗီဒီယိုလေးဒီမှာအဆုံးသတ်လိုက်ပါတယ်ဒီကောင်လေးကတည်းကသူတို့ရဲ့တားလိုက်တဲ့ဒေါ်လာကြီးကိုသူတို့ကိုယ်တိုင်မယုံကြည်တော့သူတို့ကိုယ်တိုင်အောင်မယ်လို့မထင်တော့သူတို့ရှုံးနေတော့သူတို့တိနေလဲတဲ့ကောင်လေးကတိရပါဘူးလား အောက်ကဟိုကိုေးပိန်ကိုေးပိန်သက်တိုက်တာတော့မသိဘူးပေါ့ဟိုနေအောင်လို့ဒီနေအောင်ဗျံမတာမယုံကြည်လို့နိုင်ငံသားမရှေ့သွားကြတာအိုးနဲ့အိမ်နဲ့ဆိုင်နဲ့အသားမီးတွေပညာရေးဆန်တဲ့ကောင်းစားဖို့အတွက်တရှုပ်တလီရတဲ့တေးတာနိုင်ငံသားကိုသွားခြင်းလို့ရောရောင်လို့လက်သုံးချောင်းထောင်းရဲကောင်းလေပိုကောင်းတဲ့နိုင်ငံကြီးတစ်ခုကိုသွားပြီးတော့ရှေ့ချခြင်းလို့ဒီပုံစံအတိုင်းပဲလက်သုံးချောင်းထောင်းရဲကောင်းလေအများကြီး ာလဲဆိုတော့တက်လာရဲ့လှုပ်ရှားပေါ့မျက်နှာပေါ်လက်လာလေးအုပ်ပြီးတော့ဘာမှအဓိပ္ပာယ်မရှိဘူးဒီကောင်လေးကတက်လာရဲ့ဆိုလိုက်ရတယ်ပြီးသွားပြီဆုံးသွားပြီဆုံးသွားတော့သူတို့သိတယ်သိလို့ရောဒီဘက်မှာရှေးရှာတယ်နောက်ကခွေးပိန်တိုက်ကိုလှုပ်ရှားတယ်ဒါမှပဲဗီဒီယိုလေးရဲ့အဖြစ်ရတော့ဆိုတော့ကြည့်ရှုပေးလို့ကျေးဇူးများတယ်ပါတယ်နောက်ဒီမှာတမဆုံးပြေးကြပါစို့အားလုံးပဲပါပါ